အာဒီဗီဒီယိုမှာကတော့ဒီခုံတော့လုံးမှာအေဂျင့်လုံးမဲ့သူတွေတော့ရပိုင်ဝင်နေရဘလို့ရှိလဲဆိုတာရေးဘလို့တွေရတာလဲဆိုတာကျွန်တော်အသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်။လက်ရှိဒီခုံတော့လုံးမှာဆိုရင်ဒီနေစဉ်ပေါ်နဲ့လာစဉ်ပေါ်နဲ့တော်လို့ရှိနေဒီခြားခြားတော့ဒီပေါ်နဲ့တွေအားအားရှိပါတယ်။ကျွန်တော်အားအားဒီကိုကျွန်တော်တခုချင်းရှင်းပြပေးတော့မှာဖြစ်ပါတယ်။အာဒါလေးတော့ကျွန်တော်ရတဲ့ဒီနေ့ရတဲ့ commission လေးပဲဖြစ်ပါတယ်။ commission 9000ကျော်ကျွန်တော်ရရှိထားပါတယ်။အဲကျွန်တော်တို့ရေတော့ပထမနေ့ချေအေဂျင့်ကဒီနေ့စဉ်လာတာဒီတော့တခုရပါနေ့စဉ်လာတာကိုကျွန်တော်ရေတော့ပြပေးပါမယ် တော့ကျွန်တော်တို့လောက်ဆောင်ကြတဲ့ချက်သွားပေးပါလောက်ဆောင်ကြတဲ့ဒီပါဒီတော့သွားပေးပါနော်လောက်ဆောင်ကြတဲ့ကိုရောက်ပြီဆိုရင်လောက်ဆောင်ကြတဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီနေ့စဉ်လာတဲ့ဘောနဲ့ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာအလုပ်တစ်ချက်နေပေးလိုက်ပါနော်အဟုတ်ကဲ့ပြတာကျွန်တော်နေ့စဉ်လိုက်တဲ့ဘောနဲ့လေးစင်းရောက်ရောက်ပြီနော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဘယ်လိုရလဲဆိုတာကျွန်တော်ပြပေးမယ်ကျွန်တော်တို့ကပထမအဆင့်လေကျွန်တော်တို့ကဒီ၃ရောက်နေဆိုတာ၃ရောက်အထက်ရှာမယ်ဆိုရင်၃ရောက်အထက်ကဒီ၅ဆ ဘုရားတစ်ခါဒီသူ့ရဲ့ငွေသွေးငွေရဲ့ငါးစားဖြစ်တယ်ဆိုကျွန်တော်တို့ကနေ့စဉ်ပေါ့နော်နေ့စဉ်သူ့ရဲ့ရာခိုင်နှုန်းဆယ်ရာခိုင်နှုန်းကျွန်တော်တို့ရရှိမှာပဲဖြစ်ပါတယ်ဒီထိုးတူပဲဒီအောက်မှာကိုကတနေ့တည်းတဲ့မမကိုတရားကျော်ရှာမယ်ဒီမမရဲ့ထိုးကြီးကလည်းမမရဲ့ထိုးကြီးငါးစားဖြစ်တယ်ဆိုကျွန်တော်တို့ကဒီမှာပြပေးထားတဲ့တိုင်သူကျွန်တော်တို့ကရာခိုင်နှုန်းလိုက်ဘုံနေ့စဉ်ပေါ့လည်းရပေးပါမှာဖြစ်ပါတယ်အောက်ကတော့900ကျော်900ကျော်ကိုက900ကျော်မရရှိနိုင်ဘူးလို့ပြောလို့မရပါဘူးဒါကိုယ်ကိုနှက်နေကောင်းလို့ဆိုရင်ကောင်းရင်ကောင်းလို့တလားမမတွေကအများကြီးပဲရပါဖြစ်ပါမမအများကြီးများလို့ကိုယ့်ရဲ့နေ့စဉ်လာစားကလည်းရပါပဲဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်ဒုတိယအနေနဲ့ကျွန်တော်လားစင်လားစက်ဘောနဲ့လေးကိုကျွန်တော်ရှင်းပြပေးပါမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ကဒီစီးလေးလားစင်လားစက်စီးလေးပဲဖြစ်ပါဒီလားစီလားစီလေးကိုကျွန်တော်အသေးစိတ်ရှင်းပြပေးမယ်။ကျွန်တော်တို့ကဒီလားစီမှာဆိုကျွန်တော်လုံးမှာကျွန်တော်တို့ကကျွန်တော်လုံးမှာရှာတဲ့ဒီ unit တွေရဲ့တွူးတွေကိုလားစီရရမှာဖြစ်ပါ။ကျွန်တော်တလောက်ကိုကျွန်တော်တို့တရက်တရက်ထားရတဲ့တွေတွေတို့သက်ဆိုင်ရာဒီ ဆရာတွေမှာတွားပြီးတော့ရှောက်လို့ရတယ်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီတလာထဲမှာကျွန်တော်တို့ကပထမဆုံးသွေးငွေ10ရောက်ရှာတယ်တတိယသွေးငွေ6ရောက်ရှိပဲဆိုကျွန်တော်တို့ကတေးကြတယ်ကျွန်တော်ဒီမှာကျွန်တော်လားစီလားစား9000 9000ကိုရရှိပါဖြစ်ပါဒါပထမဆုံးဟာပါတော့ဒုတိယတစ်ခုကကျွန်တော်တို့ကဒီပထမဆုံးမှာလူ20ကျော်ရှာတယ်ပထမသွေးငွေ20ကျော်တတိယသွေးငွေ12ရောက်ကျော်ဘလတ်ဆိုကျွန်တော်တို့ကဒီမှာတသိန်းရရှိပါဖြစ်တယ် ဒုတိယတစ်ခုကတော့ဒီကျွန်တော်တို့ပထမသွေးငွေ30ကျော်တတိယသွေးငွေက16ယောက်ကျော်မယ်ဆိုကျွန်တော်တို့ကပြပြထားတဲ့ဒါတသိန်းခွဲရရှိမှာဖြစ်ပါတယ်။တို့ကဒီပထမသွေးငွေ40ကျော်မယ်တတိယသွေးငွေ24ယောက်ကျော်မယ်ဆိုကျွန်တော်တို့ကနှစ်သိန်းရရှိမှာဖြစ်ပါတယ်။ဒါကတော့ဒါပထမသွေးငွေအတွက်ကိုနော်။ဒါက basic basic သွေးငွေတမားရတော့ ော်တချို့တွေကျတော့ဒီထက်မကအများကြီးရှာကြတယ်အဲ့လိုလူတွေအတွက်ကိုကျတော့ဒီမှာတို့ပို့ပြီးတော့ကိုယ့်ရဲ့ဒီရှာရရှာလာကြတော့ကျိုးသားကျိုးသားတော့ရတဲ့ခွေးကြီးတွေအများကြီးပဲဒီမှာကျွန်တော်တို့ကပထမသုံးဝင်ကဒီမှာ90ကျော်တတိယသုံးဝင်95ယောက်ကျော်လဲဆိုကျွန်တော်က3သိန်းရရှိမှာဖြစ်တယ်ပထမသုံးဝင်ကယောက်100ကျော်မယ်တတိယသွင်းဝင်တတိယဝင်သွင်းသူက90ဆိုရင်ကျွန်တော်တို့ကဒီမှာ6သိန်းကျော်ရရှိပါပြီ။ဒီနောက်ဆုံးနေရာကတော့ဒီမှာပထမသွင်းဝင်100ကျော်မယ်တတိယသွင်းဝင်100ကျော်မယ်ဆိုရင်ဒီမှာ15သိန်းပဲရရှိပါမယ်ဖြစ်ပါတယ်။ ဒီမှာကနောက်ဆုံးဖြစ်တာဆေးရေးဆေးအေဂျစ်ဆိုတာကတော့ PBS ရလိုက်တာရိုင်းလူရိုင်းရှာတဲ့သူတွေအတွက်ကြတော့ဒီမှာပထမသုံးငွေ300ကျော်မယ်တတိယသုံးငွေ150ကျော်မယ်ဆိုရင်မသိ30ရရှိပါပြီဖြစ်ပြီနောက်တစ်ခုကပထမသုံးငွေ1000ကျော်မယ်တတိယသုံးငွေ900ကျော်မယ်ဆိုတာကျွန်တော်တို့30ရရှိပါဖြစ်ပါနောက်ဆုံးအနေကတော့ပထမသုံးငွေ1000ကျော်မယ်တတိယသုံးငွေတတိယသုံးငွေ1000ကျော်မယ်ဆိုရင်ဒီမှာ30ရရရှိပါပြီဖြစ်ပါဒါလားစီလားစက်ပေါ်နဲ့စီးရင်းလေးတွေပါနော် ဟိုနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဟာ one to six commission ကိုဖြတ်ပြီးမယ်နော် one to six commission ကဘယ်လိုရတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်နောက်တစ်ခုတက်ပြီးတော့ထပ်ပြီးတော့ပြပေးမယ်ဟုတ်ကဲ့ဒါလေးကတော့ဒါကျွန်တော်တို့ one to six commission ရတဲ့ခါပဲဘယ်လို one to six ကကျွန်တော်တို့6ရောက်အောင်ထိကျွန်တော်တို့ကဗျာကျွန်တော်တို့6ရောက်အောင်ထိများလို့ညာကျွန်တော်တို့ကဗျာကျွန်တော်တို့ကဒီဒီမှာအစားရေးပြထားတယ်ဗျာကျွန်တော်တို့ကဒီပထမဆုံးနေ့ကျွန်တော်တို့က AO ရှာမယ်ဆိုရင်ကျွန်တော်တို့က ဒီကျွန်တော်တို့က A ကနေပေါ့ B ကို fake ခေါ်မယ်ဆိုပြီး BD A ရဲ့ asset AJ ဖြစ်သွားပဲ။အော်ဒီလိုပဲကျွန်တော်တို့ကအဲ့လိုမျိုးပြကျွန်တော်တို့အောက်ကလူကထပ်ပြီးတော့ရှာပဲဆိုရင်ကျွန်တော်တို့ကအောက်ကလူကထပ်ပြီးတော့ရှာမယ်ဆိုရင်လည်းကျွန်တော်တို့ကအဲ့လို commission ကိုအစစ်အစစ်ကျွန်တော်တို့ကရပဲဖြစ်တယ်။ကျွန်တော်တို့ commission အချိုးတွေကျတော့ကျွန်တော်တို့ပြပြကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ commission အချိုးတွေကိုကျတော့ကျွန်တော်တို့ဒီ promotion ရဲ့ promotion ရဲ့ဝင်ကြည့်လိုက်မယ်နော်။ promotion ရဲ့ဒီအောက်ဆုံးမှာ commission အချိုးဆိုတဲ့ဟာလေးရှိတယ်နော် ော်မတီချိုးဆိုတဲ့ဟာလေးတွေမှာကျွန်တော်တို့ဝင်ကြည့်မယ်။ဝင်ကြည့်လိုက်ပြီဆိုကျွန်တော်တို့ဒီမှာဗျကျွန်တော်တို့ရဲ့ level အလိုက်ကျွန်တော်တို့ရဲ့ဒီ level အလိုက်ကျွန်တော်တို့က commission လေးတွေချိုးလေးတွေရရှိပါမှာဖြစ်ပါတယ်။ကျွန်တော်တို့ commission က acidic commission ဆိုရင်ကျွန်တော်တို့0.4ရရှိပြန်။အစ်စ်နဲ့ဆိုရင်ကျွန်တော်တို့ကဒီ0.0 AA 8 8ဆိုရရပြန်။ကျွန်တော်တို့က level တွေကအများကြီးများဆိုကျွန်တော်တို့ကဒီမှာ commission ရပဲ commission လေးတွေကပို့ပြီးတော့များအောင်မှာဖြစ်တယ်။ ဒီ level လေးတို့တော့ဒါ brother တို့ကဒီ sort နေနေ level တင်သွားမှာ level တင်သွားလေကျွန်တော်တို့ရဲ့ဒီ data commission ကများတယ်ပြပြတော့ကျွန်တော်တို့က level က level ကအများဆုံး level 10အထိရှိတယ် level 10အထိပဲဆိုရင်မိတ်ဆွေရဲ့မိတ်ဆွေရဲ့ commission ရမဲ့ဒီ ascending commission က1.4ပဲဖြစ်ပါတယ်ကျွန်တော်တို့က ascending commission က0.98ပဲဖြစ်ပါတယ်ဒါဒီကျွန်တော်တို့ရဲ့ data ဟိုကော်မရှင်ကိုကျွန်တော်တို့ပြပေးတာကော်မရှင်ရဲ့ချိုးလေးကိုပြပေးတာဖြစ်တယ်ဒီကော်မရှင်ကိုကျွန်တော်တို့ကဝင်စစ်လို့လည်းရပါတယ်ဗျာနော်ကျွန်တော်တို့ဝင်ဘယ်လိုစစ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီကျွန်တော်ဆိုတဲ့ဟာတွေကိုသွားမယ်သွားပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာဝင်စည်းမှတ်တာဆိုတဲ့ဟာတွေတစ်ချက်နေလိုက်ပါနော်ဒီမှာဝင်စည်းမှတ်တာဆိုတဲ့ဟာတွေကိုတစ်ချက်နေလိုက်မယ်ဝင်စည်းမှတ်တာဆိုတဲ့ဟာတွေတစ်ချက်နေပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာအာဒီဘောလေးပါကျွန်တော်တို့ကငွေကျွန်တော်တို့ကော်မရှင်ဒီကော်မရှင်ရတဲ့ဟာတွေပဲတည်တည်ကြည်ကြတာပဲကိုဒီနေရာလေးပါကျွန်တော်တို့ပြောင်းပြီးပဲနော် အဲ့ဒီအရာလေးပါကျွန်တော်တို့အပေါ်လို့တစ်ချက်ဆွဲပဲဒီမှာ aging commission ဆိုတဲ့ဟာလေးကိုတွေးလိမ့်မယ်အဲ့ဒါလေးကိုတစ်ချက်နေပြီးတော့အတီးဟိုဒါလေးကတော့ဒါကျွန်တော်တို့၄၀လားစင်ဘောနယ်လေးတွေကိုကျွန်တော်ရောက်မရောက်ကိုကျွန်တော်တို့ဝင်ကြည့်တာဒါလေးကတော့ကျွန်တော်တို့ရှောင်းနေစရာမလိုဘူးအော်တိုကျွန်တော်တို့အကောက်လေးကိုထည့်ပြပါပြပါမယ်နောက်တစ်ခုကကျွန်တော်တို့ဒီကျွန်တော်တို့မမလေးရှားပြီးတော့ကျွန်တော်တို့မမလေးရှားပြီးတော့ဒီကျွန်တော်တို့တယောက်ရရဲဆိုစပင်လေးတွေဝင်လဲပြီးတော့ကျွန်တော်တို့ဒီကာဆာမဲဖောက်တဲ့ဟာလေးရှိအဲ့ဒါကြောင့်ကျွန်တော်တို့ဒီပါပါမယ်နော်ဒါလေးကကျွန်တော်တို့တနေ့ကိုဒုတိယရှားလေးဆိုဒီစပင်ဝေးလေးကတကြိမ်ခဲ့လို့ရပါမယ်နော် တပိန်လဲလို့ရမယ်တချိန်လဲလို့ရပြီးတော့သူကဒီဟာလေးက2000ပြည့်သွားပြီဆိုကျွန်တော်တို့တချိန်ထုတ်လို့ရပြီကျွန်တော်တို့ဆိုတော့တစ်ခါလဲရမယ်လဲရမယ်ဆိုသူဘယ်လောက်ရမလဲမတော့ရတယ်ချာဒီဟာလေးကအပေါ်မှာရှိတဲ့ဟာလေးကတော့3ရက်အတွင်းအကျုံးဝင်နေဗျ3ရက်အတွင်းမှာကိုက2000ပြည့်လဲဆိုဒီဟာလေးကိုထုတ်ပြီးတော့ဒီဘောဟာလေးကိုထုတ်ပြီးတော့ကျွန်တော်တို့ထုတ်သုံးလို့ရတယ်ဗျာနော်ဒါကြောင့်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါဟို TikTok တွေ social media တုံးတဲ့သူတွေအတွက်ပို့ပြီးတော့အစီအပြေတဲ့ပုံရိပ်လေးတခုရှိပါသေးတယ် ။အဒါလေးကတော့ဒါတတော်တတော်သုံးတဲ့ဒီ Facebook သုံးတဲ့ YouTube သုံးတဲ့ဒီအစားအစာရှိတဲ့ platform တွေသုံးတဲ့သူတွေကိုဒါလေးကဘောနပ်လေးပဲဖြစ်ပါတယ်။ဒါဒီနေ့မှကျွန်တော်တို့ကဗီဒီယိုကိုအနည်းဆုံးဗီဒီယိုကိုဟိုဗီဒီယိုသုံးဖို့လုပ်ပေးရပြီ။ဗီဒီယိုသုံးဖို့လုပ်ပြီးတော့ကျွန်တော်တို့ဗီဒီယို live ကိုကျွန်တော်တို့ကဒီဘောနပ်လေးလေးပြရသွားတဲ့ဟာလေးပါနော်။အာကျွန်တော်တို့ဗီဒီယိုကို free ကျတတော်ကျတယ်ကျွန်တော်တို့ရရှိပါကျွန်တော်တို့ဗီဒီယိုတစ်ခုလုပ်မယ်ဗျာဗီဒီယိုတစ်ခုလုပ်ပြီးပြီဆိုကျွန်တော်တို့ကဒီကိုဒီသက်ဆိုင်ရာဒီ service ကိုကျွန်တော်တို့တော့တွားပြောပြီးတော့ဒီ video ကျ free ကျလေးကျွန်တော်တို့ကပြန်ပြီးတော့ wallet အနေနဲ့ပြန်ပြီးတော့ download လို့ရပါတယ် ဒါဗီဒီယိုကိုကျွန်တော်တို့ကလည်းသုံးဖို့အချိန်ကနေပြီးစပြီးတော့လုပ်ပေးရမှာပဲဖြစ်ပါတယ်ဒီ social platform ထားတဲ့လူတွေပါဒီ Telegram channel ဒူဟာနဲ့လူတွေရှိတယ်ဆိုပြီးအခုမှ subscriber 1k ကျော်တယ်ဆိုရင်ဒီကိုရဲ့ channel မှာဒီကြော်ကြာပိုလေးတီးပြီးတော့လည်းဒီ ဘောနဲ့လေးဝင်ရောက်ယူပြီးတော့ယူလို့ရပါတယ်ဒါနော်ဘောနဲ့နောက်တဲ့တစ်ခုကြည့်တယ်အဲ့ဒါကတော့အေဂျီတွေတိန်း300ကျော်လေးရရှိနိုင်ပါတယ်အဲ့ဒါလေးကကျွန်တော်ဒီမှာဘောဆုံးကဒီဘောနဲ့လေးကိုရှင်းနေတိုင်းပဲကျွန်တော်တို့ကဒီမှာကကျွန်တော်ဒီ user တယောက်ကိုရှာမယ်ဆိုရင်ကျွန်တော်တို့က user တယောက်ကိုဖိတ်ခေါ်တယ်ရှာတယ်ထားပါတော့ကျွန်တော်တို့ကဒီမှာသတ်မှတ်ထားတယ်1000ကိုရရှိပါမယ်ဆိုရင်ကျွန်တော်တို့2ယောက်ရှာမယ်ဆိုရင်1500ရရှိပါမယ်ဖြစ်တယ်3ယောက်ကိုရှာမယ်ဆိုရင်ကျွန်တော်2000ရရှိမယ်4ယောက်ကိုဖိတ်ခေါ်မယ်ဆိုရင်400 4000ရရှိပါမယ်ဖြစ်တယ်အာကျွန်တော်တို့ကဒီကအမြင့်ဆုံးကတော့အောက်ဆုံးမှာရှိတယ်ဗျအမြင့်ဆုံးကကျွန်တော်တို့ဘယ်လောက်ထိရနိုင်လဲဆိုတော့ တို့ကလူတာဖိတ်ခေါ်တာ1000တာဖိတ်ခေါ်မယ်ဆိုကျွန်တော်တို့ရရှိမှာကဒီမှာတိတ်300ကျော်ထိတောင်မှာကျွန်တော်တို့ရရှိမှာပဲဖြစ်ပါတယ်။အားကြောင့်မို့ဒီဘုန်းနဲ့လေးကလည်းညာညာကိုစိတ်ဝင်စားဖို့ကောင်းတယ်။အားကြောင့်မို့ခုံသုံးလုံးကဆိုပြီးမိတ်ဆွေတို့အေဂျင့်တွေကိုဟိုဝင်လမ်းကြောင်းလေးဒီခုနေတဲ့၎င်းတခြားအိမ်ကန်းနေတဲ့၎င်းအများကြီးများကြီးလုပ်ဖို့အတွက်ရန်ကိုကောင်းမှုပါတယ်ဗျာ။